န်းအဲ့တော့အညူရောင်ကိုကြိုက်လို့ပါအညူရောင်ကတော့နန်းရဲ့ crazy ပါအညူရောင်ကိုကြိုက်တဲ့ခါကျတော့နန်းအညူရောင်လေးကိုဝစ်သွားတာပေါ့ဒါပေမဲ့အညူရောင်ရဲ့ဂါဝင် fashion ကကျတော့သူအလုံးအလုံးလေးကိုမှသူကနည်းနည်းဂါဝင်ဖဖားလေးဖြစ်တဲ့ခါကျတော့အဲတော်တော်များများတော့တမျိုးဖြစ်သွားမှာပေါ့နော်ဇပင်ကလည်းကျဆက်ပြီးဖားလာနေဆိုတော့ကျတော့အဲ့လိုတော့နည်းနည်းလေးပြောတာတော့တွေ့ပါတယ်ဟုတ်နန်းကိုကျတော့အလုံးဝစ်တော့လဲပြောတယ်အဲနည်းနည်းလေးပေါ်သွားရင်လဲပြောတယ်နန်းကတော့ ကောင်းအောင်အဆင်ပြေအောင်လုပ်နေရဖြစ်တဲ့အတွက်နန်းကိုဘာပဲလှုပ်လှုပ်ပြောနေရဖြစ်တဲ့အတွက်နန်းနေနေတော့အဲခံနိုင်ရရှိသွားပြီဘလို့ပဲပြောပြောပါဟုတ်။အော်ငါငါ့ကိုသူတို့အများနဲ့အဆင်မပြေတဲ့ပုံပဲမြင်နေရတာပေါ့နော်။အဲ့လိုလေးတော့တွေးမိတယ်ပေါ့နော်။ဒါမဲ့လည်းနန်းကအဆင်ပြေအောင်အဲကောင်းမယ်ထင်လို့လှုပ်တာဖြစ်တဲ့အတွက်နန်းကုကုကတော့ကောင်းတယ်ထင်တာပဲ။ဟုတ်။ဖက်ရှင်ကတော့သပင်းကေလှုပ်ဖို့ကတော့အဲဟိုကနန်းရဲ့မိတ်ကပ်မမီဆိုတာတိုက်တွန်းတာပေါ့နော်။ အဲ channel fashion ဘာရတော့အနန်တို့ကြိုက်တဲ့ဟာလေးတွေရွေးဝတ်သွားတာပါဟုတ်အဲအဲ့ခေါင်ရလဲလုံးဝပေါ်တာဘာတစ်ခုမှမပါဘူးစပင်းရလဲဒါပုံစံလေးရတော့ဒီအများလဲလုံနေကြပါပဲဒီနှစ်ကလေတော်တော်များများခက်စားပါတယ် အဲနန်းကဒီအခုဒီ2025တကြံမှာလေနန်းတို့ဟိုအရင်ကလေးကပေါ့နော်နန်းဒီတကြံဖိတ်ပွဲလေးတွေကြိုပြီးတော့ဖိတ်ထားတယ်ကြိုပြီးဖိတ်ထားတဲ့ဈာကလာမှာတော့ဒီငလင်ပေါ့နော်ငလင်ရဲ့အဲဒီဘေးလေးကျလာတဲ့ခါမှာအော်မလုတ်ချင်တော့ဘူးပေါ့နော်နန်းဒီတကြံဟိုမစိုးတော့ဘူးလို့နန်းပြောသေးတယ်ဒါပေမဲ့ အဲအဲ့ဒါလေးကတံပွဲလေးကလည်းဒီပေါ့နော်စာချုပ်လည်းချုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလူလေးပဲပေါ့ဟိုပွဲကြီးမဟုတ်ဘူးမလဲပြ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 လေးပဲလောက်ကြမှာပါပေါ့အဲအဲ့ဒါနဲ့ဆိုနန်းအော်အဲ့ဒါဆိုလည်းပြီးလာပါပဲပေါ့ဆိုနန်းလည်းစာချုပ်ချုပ်ထားဆိုတော့အလက်ခံလိုက်တယ်ပေါ့နော်လက်ခံပြီးတော့ဒီအိုင်းမဲ့နေလိုက်ရှင်မနန်းစုံမဲ့နေရနန်းကျတော့ဒီကအကျက်နဲ့အတက်ပေါ့နော်နှစ်ရက်ကိုနန်းလက်ခံထားတာအဲ့ဒီပွဲမှာလေတံပွဲမှာအဲ့ရှေ့ရက်တည်းကတော့အာသူတို့စာထုတ်ထားတာပျော်ရွှင်ပွဲမလုပ်ရဘူးပေါ့နန်းစုံမဲ့နေမှာကျတော့အစားပြန်ထွက်လာတယ်အဲတံပွဲတွေလုံး ်လို့ရပါပြီပေါ့နော်ပျော်ဝဲရှင်ဝဲတွေကျင်းပလို့ရပြီဆိုတော့အာနတ်ပို့ပြော့သွားတယ်ပို့ပြော့သွားဆိုစိတ်ကိုလွတ်လွတ်လပ်လပ်လေးပေါ့နော်ဘာလို့ဆိုတော့ဟိုဒီမှာပျက်စီးဆုံးရှုံးနေပေါ့နော်ဝမ်းနဲ့ကြည်ခွဲရတဲ့မိသားစုတွေတော့တနိုင်ငံလုံးဒီပါဖြစ်နေရဆိုတော့လေညာလည်းစိတ်မကောင်းဘူးလေအဲ့ခါကျတော့နတ်ဒီပွဲကိုနဲ့တိတ်မဆူခြင်းမူဖြစ်နေတာဒါပေမဲ့အဲ့လိုမျိုးလေးစာထွက်လာတဲ့လှုပ်ခွင်လည်းပြုတ်တယ်ဆိုတော့ခါကြတဲ့အဲ့ဒါစိတ်လူကိုလို့လေးပေါ့နော်အဲ့တော့ခါကြတဲ့အဲ့ အဲ့ပွဲလေးကိုသွားဆုလိုက်တာပေါ့သွားဆုလိုက်တဲ့အချိန်မှာနန်းနန်းကတော့တည့်ရတိုင်းပဲလေအဲအလုပ်တစ်ခုလုပ်လို့ရှင်စိတ်ပါဝင်စားဆိုတာလုပ်တယ်ပြီးတော့စိတ်ကိုနှစ်ပြီးတော့လုပ်တယ်အဲအဲ့အနေနဲ့ဒီတကြံပွဲလေးမှာတော်တော်လေးတရှင်းဆိုဖြစ်တယ် အဲနာတော်တော်လေးလဲဟိုဟာပေါ့နော်ဟိုအားထည့်ပြီးလှုပ်လိုက်တယ်ပြီးတော့တကြံလဲတကြံဖက်ရှင်ကိုလဲဟိုတီးတိုင်တော့မဟုတ်ပြီပဲပေါ့နော်ဒီသပင်လေးကအခုကမူဟာနာကေလေးခစ်စားနေရဆိုတော့နဲအဲ့ဒါနဲ့သပင်ကဘယ်လိုလုပ်ရင်ကောင်းမလဲရေဆူတယ်ပေါ့နော်ရေဆူတော့ခါကြလဲသပင်ကေလေးကပျက်စီးတာများတယ်အဲ့တော့အဲ့ပုံစံလေးသပင်လေးကိုကျဆံမီလေးကျစ်လိုက်မယ်ဆိုမှနဲအဲ့ဒါလေးလှုပ်ဖြစ်သွားတာပါဟုတ်နဲအဲ့တော့ အဒီဘလိုပဲဖြစ်ဖြစ်နန်းကိုဖိတ်တဲ့ပွဲတွေမှာတော်တော်များများမှာပေါ့နော်နန်းအဲပွဲနဲ့တန်နဲ့အလိုက်နန်းအဝစ်စားတွေရောပေါ့နော်ဒီဘာပဲဖြစ်ဖြစ်ပေါ့နန်းတုံးပေးတယ်တုံးပေးတဲ့ခါကျတော့ပြီးတော့လည်းဒီတကြံပွဲရတယ်ဒါအားလုံးလလလလပျော်ပျော်ရွှင်ရွှင်ပျော်ရွှင်ကြတဲ့ပွဲလေးဆိုတော့ခါကျတော့နန်းအဲအဲ့မှာနန်းကတော့အညူရောင်ကိုကြိုက်လို့ပါအညူရောင်ကတော့နန်းရဲ့ crazy ပါအညူရောင်ကိုကြိုက်တဲ့ခါကျတော့နန်းအညူရောင်လေးကိုဝစ်သွားတာပေါ့ဒါပေမဲ့အညူရောင်ရဲ့ဂါဝင် fashion ကကျတော့သူအလုံးအလုံးလေးကိုမှသူကနည်းနည်းဂါဝင်ဖဖားလေးဖြစ်တဲ့ခါကျတော့ အဲတော်တော်များများကတော့တမျိုးဖြစ်သွားမှာပေါ့နော်ဇပင်ကလည်းကျဆက်မီဖားလာနေဆိုတော့အဲကြောင့်အဲ့လိုတော့နည်းနည်းလေးပြောတာတော့တွေ့ပါတယ်ဟုတ် fashion ကတော့ဇပင်ကလှုပ်ဖို့ကတော့အဲဟိုဟာနန်းရဲ့ makeup မမီဆိုတော့တိုက်တွန်းတာပေါ့နော်အဲ channel fashion ပိုင်းကတော့အနန်းတို့ကြိုက်တဲ့ဟာလေးတွေရွေးဝတ်သွားတာပါဟုတ်အဲသုံးတာပေါ့နန်းဟိုဟာလောက်ပေါ့15ဒိန်ဒိန်20လောက်သုံးထားပါတယ်ကိုကိုတိုင်းရဲ့ fashion ဝတ်စားတွေဟုတ် အဲ့တော့လေဘာပဲဖြစ်နေကောင်းမယ်ထင်လို့လှုပ်သွားတာကြီးပဲပေါ့နော်နန်းဘာပဲဖြစ်နှန်းဟိုဇလန်းတွဲပဲရိုက်ရိုက်ရုပ်ရှင်ကားပဲခေါ်ရိုက်ရိုက်အဲနောက်တော့ခါကျတော့ဒီပေါ့နော်ဟိုဖိတ်ပွဲတွေပဲလှုပ်လှုပ်ဒီလိုမျိုးအခုတချင်းစုပွဲတွေပဲဖိတ်ဖိတ်ပေါ့နော်နန်းအကောင်းဆုံးကိုပဲနန်းလှုပ်တာပါနန်းကောင်းမယ်ထင်လို့ပဲလှုပ်တယ်ဒါပေမဲ့နန်းကိုဟိုတကယ်ဂယူးဒီဇိုင်းနဲ့ကြည့်ပြီးတော့မှပေါ့နော်ဒီပုံကတော့အဆင်မပြေဘူးဒါလေးကတော့ကြည့်လို့ကောင်းတယ်ဆိုတော့အများနဲ့ပြောပေးနေရချစ်တော်ဖန်တွေကအများနဲ့ရှိတယ်အဲ့ခါကျတော့နန်း အဲဘယ်လိုပြောရမလဲဆိုတော့အော်ငါငါ့ကိုသူတို့အများနဲ့အဆင်မပြေတဲ့ပုံမှန်မြင်နေရတာပေါ့နော်အဲ့လိုလေးတော့တွေးမိတယ်ပေါ့နော်ဒါမဲ့လည်းနန်းကအဆင်ပြေအောင်အအကောင်းမယ်ထင်လို့လောက်တာဖြစ်တဲ့အတွက်နန်းကုကုကတော့ကောင်းတယ်ထင်တာပဲဟုတ်အဲအိုက်ခောင်ရလည်းလုံးဝပေါ်တာဘာတစ်ခုမှမပါဘူးစပင်းရလဲဒါပုံစံလေးရတော့ဟိုဒီအများလဲလုံနေကြပဲဒီနှစ်ကလေတော်တော်များများခက်စားပါတယ်အဲအနောက်ကျတော့အလုံးဝတ်တော်လဲပြောတယ် နည်းနည်းလေးပေါ်သွားရင်လည်းပြောတယ်နန်းကတော့ကောင်းအောင်အဆင်ပြေအောင်လုပ်နေရဖြစ်တဲ့အတွက်နန်းကိုဘာပဲလှုပ်လှုပ်ပြောနေရဖြစ်တဲ့အတွက်နည်းနည်းနည်းတော့အဲခံနိုင်ရရှိသွားပြီဘယ်လိုပဲပြောပြောပါဟုတ် ဒမာစကူးနဲ့ကတော့အများကြီးပြောင်းလဲမှာပဲလေအများကြီးပြောင်းလဲတယ်ဒမာစကူးဝစ်စုံကကြတော့သူကဒါဘာသာရေးပိုင်းဆိုင်တယ်ဘာသာရေးရဲ့ uniform လို့ပြောလို့ရတယ်နန်းဒီမှာအခုဝတ်နေတဲ့နန်းရဲ့ fashion တွေဝတ်စားပြီးပြင်ဆင်နေတာကြတော့ဒါဒမာနဲ့လုံးဝမဆိုင်တဲ့နီလန်းလေနန်းတို့ဒီဒီအမှုပညာလမ်းကြောင်းဆိုတာနန်းတို့ character မျိုးစုံရဲ့ပုံမှာနန်းတို့သွားတာ character နဲ့အဲဘုနော်ဟိုဇယိုက်ကျန်းတဲ့ character ကိုနန်းတယုတ်ဆောင်မယ်ဆိုနန်းအဲ့ပုံစံတိုင်းဝတ်စားရမယ် အဲပေါ်တော့နဲဒါဘာသာရေးကားကိုရိုက်မယ်ဆိုရင်လည်းဘာသာရေးနဲ့တူညီတဲ့လျော်ညီတဲ့ဝတ်စားစင်ရင်မှုနန်းရှာပြီးတော့ဝေ့ရမယ်အဲ့လိုပဲနန်းတမစကူးစာပေတင်ခဲ့တဲ့ခါမှလည်းနန်းအဲ့ဒီဝတ်စားနဲ့ညီတဲ့အဲ့ဒီအတိုင်းကျင့်စဉ်တိုင်းလျော်ညီတဲ့စွာနန်းနေထိုင်ခဲ့တာလေအခုလည်းနန်းဒါနန်းရဲ့အမှုပညာအလုပ်ကိုနန်းသူ့ရဲ့ပုံစံအတိုင်းပေါ့နော်သူ့အလုပ်အတိုင်းပဲနန်းသွားနေတာအဲအကြောင်းမို့တူတာတော့မတူနိုင်ဘူးတူအောင်တော့ဘလို့မှတူရှင်လို့တော့မရဘူးရှင်ဟုတ်ယောဂီရောင်ရဲလို့ပေါ့နော်အညာအရောင်တွေကတော့ပြောမယ်ဆိုအနီအဝါအပြာအစိမ့်အရောင်အများကြီး င်းရှိရလေခွဲထားတာပေါ့နော်အညိုလဲဒါအညိုအရောင်ပဲပေါ့အဲ့မဲ့သူ uniform ဆိုတာ uniform ပုံစံတသက်ရှိပါတယ်အဲ့ဒါဟိုအညိုရောင်တိုင်းယောဂီလည်းမဟုတ်ပါဘူးအညိုအညိုပါပဲပေါ့အဲ့နဲတော့စိတ်နှစ်ပြီးတော့လုတ်တယ်လေအားလုံးလည်းပျော်နေကြပဲတွေ့နေရပဲနန်းတင်ထားတာတွေ့ကြတာပဲအားလုံးလည်းလေလူတွေအများကြီးပဲနန်းတယောက်တည်းကြီးကခုံပြီးတော့ပျော်ရွှင်နေရမဟုတ်ဘူးအားလုံးလည်းစိတ် စိတ်ဆင်းရဲမှုများတယ်ဖိအားများတယ်အခါကျတော့သူတို့လည်းဒါစိတ်ပျော်ရလေးတွေဖြည်စရာလေးတွေနဲ့နေကြတာပဲအဲ့တော့ခါကျတော့နန်းကိုလည်းဖိတ်ဖိတ်တဲ့အလျောက်ပေါ့နော်နန်းတချင်းဆိုတယ်နန်းလည်းအဲ့လိုမျိုးတီးတန့်ကြီးလဲရတာမရှိဘူးမရှိတော့ခါကျတော့နန်းနန်းကိုဖျော်ဖြေနန်းဖျော်ဖြေနေတဲ့အတိုင်းပဲနန်းကိုကိုယ်တိုင်ကလည်းကိုယ့်အကူပျော်ရွှင်အောင်နေလိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးစီးမျောပြီးတော့မှနေလိုက်တယ်အဲ့ဒါကြောင့်မို့နန်းစိတ်နေနေအဲ့လို ဟိုနန်းကိုချစ်တဲ့ fan လေးနဲ့တသားတည်းသွားအောင်နဲ့အဲ့လိုမျိုးဆူလိုက်ကလိုက်လှုပ်လိုက်တယ်အဲ့ဒါပါပဲဟုတ်ကတာကကြတော့နန်းကအဲ့စင်ပေါ်ရောက်သွားတာနဲ့တီးလုံးနဲ့တချင်းဆိုပြီးသွားနဲ့အဲ့အကဘလို့ထွက်လာလဲမသိတခါလေကြာရင်ကိုကိုကြည့်တယ်ဟဲ့ရိုက်ထားတဲ့ဟာတွေကိုပြန်ကြည့်ပြီးဟဲ့ငါတော်တော်ခုံးတာပဲပေါ့နော်ငါတော်တော်ကားလိုက်တာပဲပေါ့အဲ့လိုဖြစ်သွားတာဒီလားအဲ့မူကဝင်သွားတဲ့ခါမှာကိုကိုကိုမသိတော့ဘူးအဲအစင်ပေါ်ရောက်သွားရင်ကိုကိုအဲ့လိုမျိုးဖြစ်သွားတာအဲပြီးတော့မှကိုကိုဗီဒီယိုဖိုင်တွေပြန်ကြည့်ဟော ငါပါလားပေါ့အဲ့လိုမျိုးပြန်ထင်ရတယ်ဟုတ်အဲ့အိမ်မာနေတာကတော့လေအဲ့အိမ်မာနေတာတော့နောက်ကျောင်းကျောင်းမှာတော့ကျောင်းကပွဲတွေကတော့အများရမ်းပဲဆရာဆရာမတွေကအများနဲ့ဘာပွဲလုပ်မယ်ဆိုနန်းဝင်မြင့်ထိတ်ဆုံးอ่ะအဲ့လိုမျိုးပေါ့နော်ကျောင်းကပွဲတို့ပြီးတော့အိမ်မာနေလို့ရှိရင်အဲ့ဒါအိမ်တချင်းဖွင့်ပြီးတော့မှအဲ့အမေကတန်ရှင်းလေးလုတ်ခိုင်းပြီးဆိုအကျန်းတိုက်တာဆိုတချင်းဖွင့်ပြီးကတယ်အဲ့လိုမျိုးလေးတော့ရှိရဲ့ဟုတ် နဲ့တော့ဒါကို feeling လေးနဲ့ကိုသွားရဆိုနန်းရဲ့အကရာဟိုလိုတီးတန်ရေလို့တင်ထားတဲ့အကတွေလည်းမဟုတ်သလိုနန်းအကတွေအရန်နဲ့လှနေရလည်းမဟုတ်ဒါမဲ့နန်းဟိုကိုရဲ့တချင်းဆိုတဲ့တီးဆိုမှုရဲ့မူပေါ်မှာအတိုင်းသွားရလေအဲ့လိုမျိုးစီးမျိုးอ่ะဆိုတော့တမျိုးတော့နည်းနည်းစမ်းပါဘောเนาะအဲ့ဒါမဲ့ပျော်ကြတယ်သူတို့ကလည်းနန်းအတိုင်းပဲလိုက်ပြီးကကြတာပဲလေအဲ့လိုမျိုးလေအဲ့မှာအပေးတို့ကမျှနေရပဲအဲ့မြင်တဲ့အတိုင်းပဲ အပြင်မှာတွေ့ရင်နဲ့တို့တို့အရန်ချစ်ကြပါတယ်အရန်ခင်နေအရန်လေးစားတယ်အပြင်မှာပေါ့နော်အမင်းကလေးတွေရောယောက်ျားလေးတွေတော်တော်များများလာနှုတ်ဆက်ကြတယ်ဆိုရင်နောက်လီလီစစချစ်ချစ်ခင်ခင်ပဲအဲ့နဲ comment ပေါ်မှာကြည့်လိုက်ရင်တော့မတူကြဘူးအဲ့ဒါတခုလည်းနန်းလည်းအရန်အောင်နေဟုတ် အအများကြီးချစ်ခင်ကြတယ်အရန်လဲလီစားကြတယ်နောင်လေအဲ့လိုမျိုးပေါ်တော့ဟိုတရှင်းဆိုလို့စုချတာအစအဲတီးသန်းအဲ့လိုမျိုးဟိုလူမြင်ကွင်းမှာမဟုတ်ဘဲနဲ့အဲ့လိုမျိုးပေါ်တော့တီးတီးချာအဲ့လိုမျိုးလေးတီးချာလေးဖိတ်ပြီးတော့မှစုချပေးတယ်အဲ့လိုမျိုးချစ်လို့ဒါလေးကတော့လက်ဆောင်တော့အဲ့လိုမျိုးလေးတွေတီးချာပေါ်တော့အဲ့လိုမျိုးလေးတွေလုတ်ပေးတဲ့မိတ်ဆွေတွေလည်းတွေ့ပါတယ်ဟုတ် အများကြီးရတယ်ရေဆိုးတဲ့ကြားဆုချတာနော်နန်းအရန်နဲ့ဟိုကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ရေဆိုးတဲ့ကြားလေးအဲ့လိုလာပြောတယ်အာဘောနော်ရေထဲမှာလဲစိန်ပြီးတနေကုန်အဲ့လိုနေတဲ့ကြားလေးဘလို့ပတ်စံနေဘလို့ကိုင်းလာလဲမသိဘူးနောက်ဆုချကြတယ်အများကြီးပဲဟုတ်အဲဆုကြီးတွေကိုတရက်ကို9သိန်းလောက်ရတယ်ဆုကြီးကြီးပဲတရက်ကိုနော်အဲ့လိုမျိုးဆုချပေးတာ thank you